မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဆရာဖြိုးဒီဟာရဲ့ဒုက္ခရဲ့အဓိပ္ပာယ်၃ခုဆိုတဲ့အဆောင်ပါးလေးကိုဖတ်ပြပေးသွားမှာပါဗုဒ္ဓဝါဒဆိုတာဘဝရဲ့ဒုက္ခတွေကို ရှုမြင်ပြီးလွတ်မြောက်အောင်ကြိုးစားအားထုတ်တာလို့အနှစ်ချုပ်နေနဲ့နားလည်နိုင်ပါတယ်ဘဝတစ်ခုရလာရင်ဒုက္ခရှိမယ်ဆိုတာ လူတိုင်းသိတာပဲသို့တော့အချိန်ပြည့်ဒုက္ခရောက်နေကြတာတော့မဟုတ်ပါဘူးကြောစရာတွေစိတ်ချမ်းသာစရာတွေ အလိုဆန္ဒပြည့်တဲ့အချိန်တွေလည်းရှိတာကိုချစ်တဲ့သူနဲ့ဝေကွင်းတာနာမကျန်းဖြစ်တာထိခိုက်ဒဏ်ရာရတာပစ္စည်းဥစ္စာဆုံးရှုံးတာစတဲ့အခြေအနေတွေမှတာဒုက္ခကြုံရတာပါဒါကြောင့်ချမ်းသာဒုက္ခကများများစင်ရဲဒုက္ခကနည်းနည်းဒီလိုထင်စရာရှိပါတယ်အဲ့ဒီလိုထင်ကြလို့ပဲကျွန်တော်တို့တို့ဟာဘဝကိုဆွဲလန်းတက်မှတ်နေကြတာပေါ့သို့တော့ဗုဒ္ဓဝါဒအရတော့ဒုက္ခကိုဆင်းရဲခြင်းလို့ပဲ အတိတ်ပဲဖွင့်ဆိုတာမဟုတ်ပါဘူးနောက်ထပ်နှစ်ခု ရှိပါသေးတယ်ဆင်းရဲခြင်းကတော့ရှင်းပါတယ်မြမပြည်ကလူတွေဆိုရင်အထွေထူးတောင် ရှင်းပြနေစရာလိုမယ်မထင်ပါဘူးမျိုးစုံသောဆင်းရဲဒုက္ခတွေကိုနေ့စဉ်နဲ့မျှကြုံနေရတာကိုလူတိုင်းကြုံရမယ်တဘာဝတရားအနေနဲ့ဆိုရင်လေအိုရခြင်းနာရခြင်းသိရခြင်းခွဲခွာရခြင်းသုံးရှုံးရခြင်းဖြစ်ချင်တာမဖြစ်ရပဲမဖြစ်ချင်တာတွေဖြစ်လာရခြင်းဒါတွေအကုန်လုံးဟာ စင်ရဲ့ခြင်းဖြစ်ပါတယ်။နောက်ပြီးစုတော်တစ်ခုကတော့မတည်မြဲခြင်းတည်မြဲအောင် လုပ်လို့မရခြင်းဟာလေဒုက္ခပဲလို့ဆိုပါတယ်။ဥပမာကိုယ်တိတ်ကြိုက်တဲ့အစားတစ်ခုစားရတယ်ဆိုပါတော့အပေါ်ယံကြည့်ရင်ချမ်းသာတယ်လို့ထင်ရတယ်။အရသာရှိတယ်။စားကြင်တာစားလိုက်ရတာကို သို့တော့အတွင်းကြကြကြည့်မယ်ဆိုရင်ပူလောင်နေရတာဘလောက်ကောင်းတဲ့ရတာဖြစ်ဖြစ် အကြာကြီးတည်မြဲနေအောင် ထားလို့မရဘူးလေမျိုးချလိုက်လို့ရှားနဲ့အစားစာမထွိတွေ့တော့ဘူးဆိုတာနဲ့ကောင်းတဲ့အရာသာကပျောက်သွားတာကိုစားကျင်တဲ့စိတ်ကလည်းပူလောင်ရတယ်စားနေတုန်းမှလည်းကုံသွားမှစိုးနေလို့ပူလောင်ရတယ်စားပြီးသွားတော့လည်းထက်စားခြင်းလို့ပူလောင်ရတယ်ဒီတခုဆန္ဒပြည့်သွားရင်လည်းနောက်ထပ်နောက်ထပ်အမြင်အကြအနံ့အရာသာအထီးအတွေ့အတွေ့အကြံဒီအာယုံတွေနောက်ကိုလိုက်နေရတယ် ironic trauma လို့ခေါ်ပါတယ်။လမ်းလျှောက်ဆက်ပေါ်ပြေးနေရတယ်လို့ပါပဲ။ပြေးတာပြေးနေရတယ်။ဘယ်မှမရောက်ဘူး။ဆိုလိုတာကဒီချမ်းသာဒုက္ခတွေနောက်ကို လိုက်နေပြီမဲ့ဘယ်တော့မှ အလိုပြည့်တယ်ရေလို့မရှိဘူးပေါ့။ပူလောင်နေရတာပါပဲ။ဒါကြောင့်ဗုဒ္ဓဝါဒအရချမ်းသာတယ်ဆိုတာအလိုဆန္ဒပြည့်ခြင်းမဟုတ်ဘူး။အလိုဆန္ဒမရှိခြင်းသို့မဟုတ်နေပါခြင်းသာဖြစ်ပါတယ်။ပြည့်တယ်ဆိုတာမှလည်း မရှိနိုင်လို့ပါပဲခဏပဲပြေးလိုက်တာလေတော်ကြနေတော့နောက်တစ်ခုထက်လို့ကျင်တာပဲမို့လားနောက်ဆုံးရှူတော့ကတော့ခန္ဓာ၅ပါးကိုဆွဲလန်းနေရတာလေဒုက္ခဖြစ်တယ်လို့ဆိုပါတယ်ခန္ဓာ၅ပါးဆိုတာအလွယ်ပြောရရင်ကိုယ်နဲ့စိတ်ရုပ်နဲ့နာဘော်ဒီနဲ့မိုင်းကိုပြောတာပါအဲ့ဒါကိုဆွဲလန်းနေတာကလေဒုက္ခဖြစ်စီပါတယ်ငါငါဟာငါပိုင်နာငါကုန်များပြောရတယ် ငါနဲ့တူသလားတန်သလားငါလိုလူစတဲ့စတဲ့အတွေးမြင်တွေကိုဖြစ်လာစေတာအဲ့ဒီဆွဲလန်းမှုကြောင့်ပဲကိုတချို့ဆိုမာနသိကြီးတယ်သူများအောက်ကျမသွားအောင်ကြိုးစားတယ်ဒီအထီးကကောင်းပါသေးတယ်ဒါပေမဲ့လွန်ကဲလာတဲ့အခါဘဝင်မြင့်လာတဲ့အခါမောက်မာလာတဲ့အခါမှာလူဟာလက်မထောင်လာတယ်တစ်ချိန်ကျကိုမန်တက်ခဲ့တဲ့အရာတွေမရှိတော့ဘူးဆိုတဲ့အခါမှာသူများထက်ပိုပြီးစိတ်ပင်မှန်ရပါတယ် အခြေအနေကိုလက်တင်မခံနိုင်ဘူးဘာလို့လဲဆိုရင်ငါဆိုတဲ့မာနာကသိကြီးလွန်တာကိုပိုင်ဆိုင်မှုဆိုရင်လည်းဒီလိုပါပဲဆရာကြီးဂုံရင်ကပြောသလိုပေါ့တံပိုးကြီးနာကြီးတလုံးပျောက်သွားတယ်ဘာမှမဖြစ်သေးပါဘူးငါနာကြီးပျောက်သွားတာဆိုတော့မှလာစိတ်ထိခိုက်ကြတာပါငါကြမ်းပါတယ်ငါနှုတ်ပြိုတယ်လှပါတယ်ငါကနာမည်ကြီးတယ် follower များတယ်ငါကပညာတတ်တယ် ဒီလိုတွေးခေါ်ရတာလေလူကိုတိတ်ပြီးတော့ပင်မစေပါလေမရခင်မှာလေမဟုတ်တဲ့ဤတွေနဲ့စူးစမ်းမိတတ်တယ်။ရပြီသွားရင်လည်းပျက်စီးဆုံးရှုံးမှကြောက်ရတယ်။တကယ်ဆုံးရှုံးရရင်လည်းပူလောင်ရတယ်။ဒါကြောင့်ဒုက္ခနဲ့ခြင်းရင်ငါဆိုတဲ့ဆွဲလန်းမှုကိုလျှော့ဖို့လိုပါတယ်။ကိုဗစ်နဲ့နမူနာပေးရရင်ဒီယောဂါဘိုးကလူတွေစီကိုညီတူညီမျှရောက်လာတာပါပဲ။သို့တော့ကိုခံအားကောင်းတဲ့လူမကောင်းတဲ့လူ တတိရှိရှိကာကွယ်တဲ့သူနဲ့မကာကွယ်တဲ့သူဟာယောဂဖြစ်တာချင်းကြတော့မတူပါဘူးဒီလိုပါပဲဘဝမှာစိတ်ထိခိုက်နာကျင်စရာကိစ္စတွေဆိုတာလူတိုင်းကြုံရတာပါပဲဒါပေမဲ့စိတ်တန်ရာရတာမရတာရခဲ့ရင်တောင်အတိတ်နဲ့ချင်းမတူကြပါဘူးပင်ကိုစိတ်ရခံကိုကိုတိုင်းကဘလို့ကူစားသလဲပတ်ဝန်းကျင်ရဲ့အကူအညီရသလားစားတဲ့အကြောင်းရင်းပေါင်းမြောင်များစွာရှိတဲ့အ내တစ်ခုကတော့ ဘလောက်ထိဆွဲလန်းမှုများသလဲဆိုတဲ့အချက်ပါပဲဆွဲလန်းမှုများရင် စိတ်တမ်းရရတာများတယ်ဆွဲလန်းမှုနည်းရင်စိတ်တမ်းရရတာနည်းနည်းနဲ့ရှင်းဆက်နိုင်မယ်ဥပမာပစ္စည်းဥစ္စာပေါ်ဆွဲလန်းလို့နေသူကဓာရီပျက်စီးသွားရင်အယုတ်ကျိုးပြက်ဖြစ်သွားတတ်တယ်ငါဆိုတဲ့မာနအသိကြီးလွန်းရင်ဘာမဟုတ်တဲ့စကားလေးပြောခံရရင်တောင်တနှုံနှုံနဲ့ခံစားနေရတတ်တယ်လူတရားကိုတိတ်ဆွဲလန်းနေရင်လေသူနဲ့ခွဲခွာရတဲ့အခါ အိတ်နိုင်မစားနိုင်ဖြစ်သွားနိုင်ပါတယ်ကျွန်တော်ခုနောက်ပိုင်းစားရရေးတဲ့အခါမှာမူတစ်ခုထားထားပါတယ်ဘာလဲဆိုတော့ငါလုံနိုင်တာကိုပဲ သူများကိုတိုက်တွန်းမယ်ပေါ့ဒါကြောင့်ဒီစားကို ရေးမယ်လို့တော့အတော်စဉ်းစားရပါတယ်ဘာလို့လဲဆိုရင်ကို့မှာလေအစွဲလမ်းပေါင်းယောက်များစွာနဲ့ကိုသို့တော့တချို့လူတို့ထက်စားရင်တော့အစွဲလမ်းအတော်နည်းတယ်လို့ကိုကိုကိုမြင်မိပါတယ်နောက်ပြီးစွဲလမ်းမှုဆိုတာ လုံးဝမရှိတော့အောင်လုပ်ဖို့အတော်ခက်ပါမယ်။ဒါကြောင့် universal truth ကတော့ဆွဲလန်းမှုနဲ့စည်အေးချမ်းမှုဟာကြောင်းမြန်အချိုးကျတယ်ဆိုထားပါဗျ။ဆွဲလန်းမှုကိုလျှော့ချနိုင်လေလေစိတ်အေးချမ်းမှုမြင့်တက်လာလေလေဖြစ်ပါတယ်။ဒါကြောင့်မို့တက်နိုင်ကြမြလျှော့ချနိုင်ကြဖို့ပဲရည်ရွယ်ပြီးရေးလိုက်တာပါ။ဒီလိုဆိုရင်ဘဝမှာဆင်းရဲဒုက္ခတွေစိတ်ထိခိုက်စရာနာကျင်မှုတွေနဲ့ကြုံရတဲ့အခါမှာအရင်ငှားထက်စာရင် ခံနိုင်ရည်ရှိလာပါလိမ့်မယ်။ trauma တွေနည်းသွားပါလိမ့်မယ်။အနှစ်ချုပ်ရရင်တော့ဆင်းရဲခြင်းဒီဒုက္ခမတည်မြဲခြင်းတည်မဲအောင်လုံလုံမရခြင်းအဆိုးမရခြင်းကလည်းဒုက္ခဆွဲလန်းနေရခြင်းဒီလည်းဒုက္ခဖြစ်ပါတယ်။ပထမရှုထောင့်မှာလူတိုင်းနားလည်လွယ်ပါတယ်။နောက်နှစ်ခုကတော့အပေါ်ယံကြည့်ရင်မသိနိုင်ပါဘူး။ကိုယ်စိတ်အတွင်းထဲကိုဝင်ကြည့်မှသာသိနိုင်တာမျိုးဖြစ်ပါတယ်။မြမပြည်လိုဆင်းရဲတဲ့နိုင်ငံကတော့ဒုက္ခ၃မျိုးလုံးကို ြုံကြရပြီးတိုးတက်တဲ့နိုင်ငံကဘဝအခြေအနေမြင်မာတဲ့လူတွေကတော့ပထမဒုက္ခနည်းပါတယ်။ဒါကြောင့်ဘဝကိုဆင်းရဲတယ်လို့ပြောရင်တိတ်လက်မခံကြတာပါ။ချိုးမြင်းနဲ့အခိုက်တန့်တွေကပုံများတယ်လို့ဖြစ်နေကြတာကို အတွင်းကြကြတိထားကြည့်မယ်ဆိုရင်တော့ပျော်နေတယ်ဆိုတဲ့ခံစားချက်ရဲ့အောက်မှာပူလောင်နေရတာကလေးကိုခံစားမိလာပါလိမ့်မယ်။အဲ့ဒီလိုဒုက္ခဆိုတာကိုအစင်းမြင့်မြင့်နားလေသဘောပေါက်ထားခြင်းဟာ လောကဓာတ်တရားတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာဒီဒီငင်ငင်နဲ့ဖြတ်ကျော်နိုင်ဖို့အတွက်အကောင်းဆုံးသော ပြင်ဆင်မှုဖြစ်ပါလေ။ Okay ဒါကတော့ဆရာဖြူတီဟာရဲ့ဒုက္ခရဲ့အတိတ်ပဲသုံးခုဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားတာပါ။ဒီစရခန်းစားတည်မြင်သွားမှုကိုလည်းခွန်မမမှတ်ချက်ပြသနိုင်ပါတယ်။နောက်လည်းများမှာလည်းကောင်းမွန်တဲ့စာစကားစုတွေရှားဖွေဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်ဒီဆောင်မလေးကိုကြံ့နေတဲ့တည်းဆိုရင် LINE နဲ့ share လုပ်ပေးနိုင်ပါတယ်။ ဆုံးဖြတ်နှောင်းပေးတဲ့မိတ်ဆွေကိုလည်းကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။